ောကိုရဲဘော်တို့ကမဖြစ်မနေလုပ်ရမယ်ကျွန်တော်တို့ကကျမ်းမာရေးကျိုးပဲ့စိတ်တဲ့ကျိုးပဲ့စုဖွဲ့မှုကျိုးပဲ့ရန်သူဟာကျွန်တော်တို့လက်နက်နဲ့ချိန်မုန်းစရာမလိုပဲနဲ့အတလွတ်အနိုင်ရအောင်မဖြစ်အဲ့တော့ကျွန်တော်တို့ရဲဘော်တွေဟာဒီ၃ရက်ကိုမဖြစ်မနေလိုက်တာဆောင်ရွက်ရအောင်အဲ့ဒီ၃ရက်နဲ့အညီစံကျင်ဘက်ဖြစ်တဲ့ရန်သူကိုကျွန်တော်တို့ကဖြုတ်ဖြက်ကြအောင်အဲ့တော့ရန်သူကိုကျွန်တော်တို့ကကျမ်းမာရေးဖြုတ်ဖြက်ရမယ် စိတ်တက်ဖြူဖြဲရမယ်စူဖွဲမှုဖြူဖြဲရမယ်ပြီးရင်လက်နဲ့နဲ့လက်နဲ့ချင်းအနိုင်တိုက်ယူပါမယ်ဒါရဲဘော်တို့လက်တွေ့ဘဝမှာလိုက်နာကျင့်သုံးဖို့မှာကျင်တာဖြစ်ပါတယ်ကိုစီအသက်ပေးကြတရေကောင်းပေါင်းလို့ဒီတမိုင်းကျပေးဆက်သေးကြတတိပြုသစ္စာတီကြည်လူလူအပေါင်းဒီဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ငါသုံးလာနဲ့ရောက်လာတဲ့တော်လဲသမားတွေဖြစ်တယ်။၁တရားသောစစ်ပွဲအတွက်အနစ်နာခံဖို့လာတာဖြစ်တယ်။၂မိမိတော်လဲတစ်ဖွဲ့အတွက်စေတနာရှိရှိလုပ်ဖို့လာတာဖြစ်တယ်။၃မတရားတာကိုလက်ပိုက်ကြည့်လို့မရတဲ့ဝါဒနာနဲ့ပါတဲ့အတွက်ကြောင့်စစ်ပညာကိုလာသင်ယူကြတာဖြစ်တယ်။အဲ့တော့ဗတ်တိအရေးကြီးတော့ခဏလူကြောင့်ပြောလို့ပဲသင်္ကန်းသားလေးကမိလို့မရဘူးကြားလားမဟုတ်ဘူးဒါတို့ ဘင်းတို့ကဒီချင်းဆက်ပြီးတော့အလန်းဆင်းပြီးကြဆက်ပြီးတော့တုံလေးရဲဘုံစစ်စစ်ပြသွားတယ်အဲ့တော့တို့လဲတဲ့ခေါင်းမှာရှိနေတဲ့အရာတစ်ခုရှိတယ်အဲ့တော့ဘယ်တော့မှလူလူကိုတိစ္ဆာမဖောင်းနဲ့တုံလေးကိုတိစ္ဆာမဖောင်းနဲ့ဒါလားမဟုတ်တက်သက်ဗီဂျူလာကျွန်တော်ဒီ Nobody! ီတော်သူသားများတော်ဒီတော်သူသားများတော်နိုင်တဲ့စီးရဲနိုင်တဲ့စီးရဲဒီလုံချင်းဒီလုံချင်းရိုင်းပြစွာဆက်ဆံခြင်းရိုင်းပြစွာဆက်ဆံခြင်းမတရားသဖြင့်မတရားသဖြင့်ပြုမှုခြင်းများအားပြုမှုခြင်းများအားလုံးဝ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 ဆောင်ရှားပါမည်ဆောင်ရှားပါမည် စီမြစ်တာနဲ့ကိုချင်းစာတရားထားရမှာလို့မင်းတို့အခုသင်တန်းစတတ်တယ်အခုသင်တန်းပြီးသွားပြီသင်တန်းပြီးသွားပြီဆိုလို့ရှိရင်နောက်မှမင်းတို့နောက်မှထပ်ပြီးမှဝင်လာမယ်ထပ်ပြီးမှသင်တန်းတက်မယ်အပတ်စဉ်ကလူမျိုးမင်းတို့ကောင်းကောင်းကိုချင်းစာတတ်တယ်ကိုကသင်တန်းပြီးအောင်ထပ်ပြီးသွားပြီကိုအဲ့တော့တို့ဘာတွေဖြတ်ကြောင်းမှာလဲတို့ကဘာအထက်ကြီးတွေရှိလဲငါတို့ဘာတွေကူညီရမလဲငါတို့ဘယ်လိုနေရာမှာထိုင်ရမလဲတို့ရှေ့မှာငါတို့ဘယ်လိုရုံးမော်တယ်ဖြစ်အောင်ဘယ်လိုမျိုးလက်ဆင့်ကမ်းရမလဲဆိုရင်ကိုချင်းစာတတ်မှုကိုချင်းစာတတ် အဲ့လိုပဲမင်းတို့အခုတင်နေစင်းပြီးသွားရင်ငါတို့ကလက်တွေ့တိုက်ပွဲတွေကိုဖော်ဆောင်ရမယ်လက်တွေ့တိုက်ပွဲတွေကိုဖော်ဆောင်ပြီဆိုရင်ဒီတင်နေစင်းလာတဲ့အခြေအနေကနေပြီးတော့မှရှေ့မှာကိုယ်မှာရှိတဲ့စီနီယာတွေတိုက်ပွဲတွေ့ကြုံရင်းနဲ့ရဲဘော်တွေနဲ့မင်းတို့တွေ့ရအောင်အဲ့လိုတွေ့ရလို့ရှိရင်ဒီစားတဲ့စိတ်ကိုချင်းစားတဲ့စိတ်ခဏချင်းချင်းမြေလာနဲ့ကိုချင်းစားတရားစိတ်ထဲမှာမြင်မြင်ထားပါဒါမှအမိန့်လာခံမှု လေးစားမှုဆိုတဲ့ဟာကိုမင်းတို့စိတ်ထဲမှာခံစားရတယ်။ကုကျင်းစာတရားနဲ့တွေးအရင်တော့ဆရာအနေနဲ့ဆုံးမတဲ့စကားရှိတယ်။ကိုနဲ့ပေါင်းတဲ့လူက30ပဲရှိရင်ကိုက80ဖြစ်လိုက်တရားပြည့်အောင်လို့ကိုနဲ့ပေါင်းတဲ့လူက20ပဲရှိရင်ကိုက80ဖြစ်လိုက်ဒါဒီကုကျင်းစာတရားရဲ့အခြေခံပဲအဲ့တော့အဲ့ဒီတောင်းသုံးခုကိုဒီဒီချာချာလေးမှာခြင်းနဲ့

Dio.